မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်တောင်ကုန်မြို့နီး Richter scale 4.3အဆင့်အင်အားတင်းတင်းရှိတဲ့မြေငလင်တစ်ခုထပ်မံလုခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းတောင်ကုန်မြို့နီးမြေအောက်နက်10ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 4.3အဆင့်နဲ့အင်အားအတင်းတင်းရှိတဲ့မြေငလင်တစ်ခု AB လ21ရက်မြန်မာစံတော်ချိန်မနက်3:48မိနစ်မှာထပ်မံလုခတ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ BNR စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်ဒါပြင် AB 19ရက်နေ့ကလည်းမြန်မာစံတော်ချိန်ညနေ6:30မိနစ်20မှာပဲခူးတိုင်းဖြူးမြို့နီးမြေအောင်နဲ့10ကီလိုမီတာကိုပဟောပြူရစ်စတာစကေလီတသမတင်အစင်နဲ့အင်အားတင်းတင်းရှိတဲ့မြင်းကလေးတစ်ခုထပ်မံလောက်ခတ်ခဲ့ပါတယ်။ မန္တလေးတိုင်းဝမ်တွင်းမြို့အနီးမြေအောက်30ကီလိုမီတာကိုပဟိုပြူရစ်စတာစက်ကိန်းလီတသမနှင့်အစင်းနှင့်အင်အားအသင့်တင့်ရှိရဲ့မြင်းကလေးတစ်ခု AB စက်ကိုရဲ့မြန်မာစံတော်ချိန်မနက်9:50မိနစ်50ချိန်မှာထပ်မံလောက်ခတ်ခဲ့တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မလ28ရက်နေ့ပြင်အား9.9အစင်းရှိငလင်ကြီးလောက်ခတ်ပြီးရင်နောက်နောက်ဆက်တွင်ငလင်များစက်တိုင်းလောက်ခတ်နေရဒီနေ့ AB လ19ရက်နေ့ထိငလင်လောက်ခတ်မှုပေါင်းအကျဉ်းရေ150နီးပါးရှိလာပြီလို့သိရပါတယ်။စက်ကိုင်းငလင်ကြီးရဲ့နောက်ဆက်တွင်ငလင်ငယ်များဆက်လက်လောက်ခတ်နိုင်တဲ့အတွက်ငလင်ပေးစာ ောင်ရန်ရှောင်ရန်သတိပြုရန်တွင်နေညီနေထိုင်ကြဖို့အတွက်လည်းဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ်။ ဆလပီစစ်ကောင်စီအဖို့ဘယ်တောင်ဘယ်ကန်းဆိုင်မီမတိဖြစ်လာနေတဲ့ပြည်တွင်းစစ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆရာနာသိမ့်မှုကိုလူထုရဲ့မဆုံးမနစ်ကန့်ကွက်တွန်းလှန်နေမှုတွေက၄နှစ်ကျော်၅နှစ်တည်းရောက်လာနေပြီဖြစ်ပေမယ့်၎င်းကိုချိန်မုံနေရတဲ့အဆင့်ဖြစ်မလာဘဲ၎င်းတို့ရက်တီရရက်တီကြောင်းအတွက်လူထုကဲ့သို့ပဲခုခံတွန်းလှန်နေရတဲ့အပြစ်ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။စစ်ကောင်ဆောင်တွေဘက်ကမမ်မလျှော့သေးတော့လေလက်အောင်ငယ်သားများအလင်းအလက်အဆင့်အရာရှိတွေကတော့၎င်းတို့ရှေ့လျှောက်ဘယ်တောင်ဘယ်ကန့်ဆိုင်တော့မလဲလို့မေးခွန်းနေတဲ့စိတ်ဓာတ်များပြိုဆင်းလာနေပြီဖြစ်ပါတယ်။ ။ငလင်ကြီးကလည်းအဲ့ဒီစိတ်ဓာတ်တွေကိုအောက်ဆုံးကိုရအောင်စွန့်ချခဲ့ပြန်ပါတယ်။ဒီလိုစိတ်များရှုပ်ထွေးလာကြသည်မှာလည်း၎င်းတို့ကိုအပြစ်ဆိုလို့မရ2024ခုနှစ်အကုန် BBC ရဲ့ပြုစုထားတဲ့စီးရင်စရာများအရာမင်းအောင်လိုက်နဲ့ပို့ချုပ်ကြည့်များစိတ်ချလက်ချသွားရတဲ့နေရာတွေကဝင်းဟင်မှာတရားရာဂိုင်းနှုန်းရှိတော်လဲမြေပြင်မှာတော့နိုင်ငံအကျယ်ဝန်းရဲ့27ရာဂိုင်းနှုန်းသာကျန်ရှိတော်ပါတယ်။2023အောက်တိုဘာထိုးစစ်ကြီးနောက်ပိုင်းစစ်တပ်ရဲ့ကြာဆုံးခန်းကစက်တိုက်ဆိုးသလိုအရှိန်ရလာခဲ့တယ်လို့လက်ရှိကျူလောင်ကွန်တက်ကတုံမှာသူတည်တည်နှုန်းနေတဲ့ဂျေဆန်တာဝါက ပြောကြောင်း AB 16ရက်နေ့တော့ American Shi Christine Science Monitor သတင်းစာကြီးမှာပါဝင်လာပါတယ်။ နိုင်ငံတကာမဟာဗျူဟာလီလိုင်အင်စတီကျူရဲ့အရှိတောင်အာရှရေးရာတာဝန်ခံမော်ဂန်မိုက်ကယ်ကလည်းစစ်တပ်ကငလင်အရေးကိုပေးချိတ်ပြီး၎င်းတို့အသက်ဆန်နိုင်ဖို့အတွက်အာရုံစိုက်နေရပြီးတော်လိုင်းအင်အားစုများနဲ့ထောက်ခံနေတဲ့လူသူကြီးကိုနှိမ်နင်းနေရဆဲဖြစ်ပါတယ်ဒီလိုနေနေရမှာအရေးမြစ်တွေကို Twitter သုံးနေရတယ်လို့ဆိုပါတယ်စစ်တပ်က၎င်းတို့အစဉ်အလာကိုချိုးဖောက်ကနိုင်ငံတကာအကူအညီများပေးဖို့နေမဆိုင်ပဲအကူအညီတောင်းလာတာကပဲ၎င်းတို့အခြေအနေရင်းရိုက်ချိနေနေပြီဆိုတာကိုသိတာကြောင့်ဖြစ်တယ်လို့ Mr. Michael ကထောက်ပြခဲ့ပါတယ်စစ်ကောင်းဆောင်များဖို့ကငွေ ေလင်ကညူနာကိုအခွင့်ကောင်းယူပြီးလူတို့ရဲ့အမုံတရားကိုပြင်ရော့သွားအောင်လုပ်နိုင်권ရလာပါလျက်လူကြမကအောင်ဆက်လက်ပုံကျဲတိုက်ခိုက်နေတဲ့ဖြစ်ကိုကြည့်မယ်ဆိုရင်၎င်းတို့အနေထားကိုဘလို့မစိတ်မချနိုင်ဖြစ်နေတာထင်ရှားတယ်လို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်။ငြိမ်းချမ်းရေးဖို့အကောင်ဆုံးအလားအလာကစစ်တပ်ကိုမရှုနိုင်မကင်နိုင်ဖြစ်လာပြီးတော်လိုင်းအင်အားစုများနဲ့စေစပ်ဆွေးနွေးပါလာတော့မယ်လို့သဘောတူလာတဲ့အထိလုံနိုင်မှာဖြစ်တယ်လို့မြမအရေးကြမ်းကျင်သူတွေကယူဆနေရလို့ရှင်းသားထားပါတယ်။၎င်းတို့ဖို့အပင်းယူမလုံးလို့ မဖြစ်တော့တဲ့အနေအထားရောက်ရှိလာမှသာနိုင်ငံရေးဖြည့်ရှင်ချက်ပုံစံမျိုးထွက်လာနိုင်တယ်လို့ဂျီစင်တာဝါကဆိုပါတယ်။တရုတ်မှ၎င်းတို့ကိုဆက်ပြီးထောက်ခံပေးနေခြင်းကပဲ၎င်းတို့အနေအထားမျိုးရောက်မလာအောင်ဝင်ရောက်ဆွတ်ဖက်ပြီးဟန်တားပေးတယ်လို့ဖြစ်နေပြန်ပါတယ်။တထောင်၂၉ခုနှစ်စစ်စင်ရင်းနဲ့တရုတ်တို့အလိုကျဖြစ်နေရမယ်လို့အာမတန်မန်လျှော်လိုက်ရတဲ့စစ်ကောင်းဆောင်များပြိုလဲသွားမယ့်အရေးကိုကာကွယ်နိုင်မှသာရှေးရှောက်၎င်းတို့ကြိုးစွရကနိုင်မယ့်အခွင့်အရေးကိုတရုတ်တို့လက်လွတ်မခံနိုင်ဖြစ်လာနေပါတယ်။ ဒေါအောင်ဆန်းစုကြည်ကိုရခင်ကပြည်ပအားကိုပစိန်ရုံလိုယောက်ျားကြီးများတံမဲ့တွေးကြော်ခဲ့ကြတဲ့စစ်ဗိုလ်ချုပ်ကြီးတွေကအခုတရုတ်ရုရှားတို့ကိုအဖေခေါ်နေရတဲ့အဖြစ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။လာရှိုးအပါဝင်ရှမ်းမြောက်ဒေသကတရုတ်တို့ချဲလဲခြင်းတိုင်းချဲလဲနိုင်ဖို့ထိုးအပ်လိုက်ရပြီဖြစ်ပါတယ်။လက်ရှိမှာတော့စစ်တပ်ကိုတိုက်ခါဆဲနိုင်အောင်သာလာရှိုးမြို့ကွက်ကွက်ကလေးသာထိုးအပ်ပြီး၎င်းတို့လှုပ်လို့မရအောင်ပဝင်းကျင်တဲ့မြေတွေကို MND ကထိန်းချုပ်ထားမယ်လို့သိရပါတယ်။ရုရှားသွားခဲ့တဲ့ခီးစဉ်ကိုအခု TTB ကလွှင့်လို့မပြီးနိုင်မစည်းနိုင်ဖြစ်နေပါတယ်။ဒါကလည်းပူတင်က မမမမရက်တီပေးနေတဲ့အောင်၎င်းတို့ပေါ်ယုံကြည်မှုမဲ့လာနေတဲ့လက်အောက်ငယ်သားတွေအားတက်လာအောင်စိတ်တက်မြင့်တင်ပေးနေခြင်းပဲဖြစ်ပါတယ်။မြန်အောင်လိုင်းကတာဆင်လောင်းအစင်ကလှမ်းခေါ်လဲဘန်ကောက်ကိုအပြေးကလေးသွားပြန်နဲ့အန်နဝါနဲ့တာဆင်တို့တောင်းဆိုလာတဲ့အပြစ်ခံရဲစဲရေးတတန်းတို့ဖို့သဘောတူကြရတဲ့ဆိုတော့လဲအခုထိမှတုံတုံမှမလုံမြန်အောင်လိုင်းကအန်နဝါနဲ့ဘန်ကောက်မှာတွေ့ပြီးရုတ်တရက်နောက်တရက်မှာ၎င်းရဲ့ တိုက်လီရင်များကတပိတ်ချင်းမြို့နယ်ရှိလိတ်ကြရွာကိုပေါင်၃၀၀ပုံများကျင်းချတိုက်ခိုက်ခဲ့ရာအရသာ၃၃သေဆုံးပြီး၃ဒဏ်ရာရရှိသွားခဲ့ပြီဖြစ်ပါတယ်။စနေနေ့မှာအဲ့ဒီရွာကိုထပ်မံပုံကျဲတိုက်ခိုက်ပြန်ပြန်ပြီး၃၃ဦးထပ်မံသေဆုံးသွားခဲ့ရပြန်ပါတယ်။စင်ကူဘီလင်းညောင်လေးပင်ဘီလင်းနဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်များအတွင်းရှိလူနေဒေသတွေကိုပါဆက်လက်ပုံကျဲတိုက်ခိုက်ခဲ့ကြပြန်ပါတယ်။အန်နဝါဖို့က၎င်းကိုခေါ်လို့အတိမတ်ပြုလိုက်ခြင်းသာအဖက်တင်ကြံခဲ့မယ့်အရေးတကြားကျွေးခံနေရပြန်ပြီလို့လူနုံလူအားကြီးအဖြစ်ဆွဆွဲခံရမယ့်အရေးလူပေါင်းမှားပြီလား ဆိုတဲ့အတွေးတွေနဲ့စိုးရိမ်နေလောက်ပြီးဖြစ်ပါတယ်။ လူတို့ပေါ်အကြမ်းဖက်တဲ့နီလန်မျိုးနဲ့အာနာကိုရီလိခုန်နေတဲ့စစ်ကောင်ဆောင်တွေကတော့အခုခါတနက်ကိုတောင်မှတသက်နဲ့တကူအနီးကပင်မြင်ဘူးခဲ့ခြင်းမရှိတဲ့လူငယ်တွေကိုတလဆက်တိုက်ခိုက်ချင်းခံလာလို့ဖဲတောင်ဖဲကန်းဆိုင်မီမသိဖြစ်လာနေချိန်မျိုးမှာအပြည့်ရက်ဖို့အရှိဘလို့များခေါင်းနဲ့ထင်နိုင်ကြပါလေလို့យေတာထားပါတယ်။နောက်ထပ်တပုံးနေနဲ့နေပြည်တော်ရှိငလင်တန်တဲ့တိုင်းသားဝင်ကြီးဌာနဝန်ထမ်းများအတွက်ဝါရဲများစောင့်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ရှိငလင်တန်တဲ့တိုင်းရဲသားလူမျိုးများရဲ့ဝန်ကြီးဌာနမှာဝန်ထမ်းများယာယီနေထိုင်ဖို့အတွက် ွမ်းဝန်ကြီးဌာနရုံးဝန်တွင်ဝါရဲများဆောက်လုပ်ပေးနေကြောင်းထုတ်ပြန်ကြေညာတင်ရပါတယ်စစ်ကောင်စီလောက်ကတိုင်းရင်းသားလူမျိုးများကြီးရဝန်ကြီးဦးခွန်တန့်စော်သူကရုံးမြေဧရိယာတွင်ဝန်တမ်းမိသားစုများနေဖို့ယာယီတဲများဆောက်လုပ်နေမှုကိုဧပြီလ20ရက်နေ့ပိုင်းကသွားရောက်ကြည့်ရှုခဲ့ကြောင်းစစ်ကောင်စီဝါရဖြန့်မြောက်ရုံတန်းကထုတ်ပြန်ခဲ့ပါတယ်အဆိုပါရုံတန်းနဲ့များဝန်တမ်းများနေဖို့ဆောက်လုပ်ထားတဲ့တင်းငယ်များမှာတက်လုံးတိုင်းနဲ့ဝကြမ်းများခင်ထားပြီးထင်ရန်ကတက်ကင်မိုးထားတာကိုတွေ့ရပါတယ်ဦးခွန်တန့်စော်သူကရုံးရှိဝင်ပေါမှာဒုတိယဝန်ကြီးနဲ့အမြဲတမ်းတွင် င်းဝင်ပါဝင်အရာရှိချို့နဲ့တွေ့ဆုံပြီးဝန်ထမ်းများအတွက်ယာယီတဲများကိုမိသားစုလိုက်တနစ်ကျော်ခံနေထိုင်ဖို့ရည်ရွယ်ဆောက်လုပ်ပေးလျက်ရှိပြီးနေထိုင်မဲ့စည်ရင်းများကိုကြိုတင်စစ်ဆေးဖို့နဲ့အောက်ခြေဝန်ထမ်းများသည့်တရင်အချက်လက်မျှဝေဖို့မှာကြားခဲ့ပါတယ်။ မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နေပြည်တော်ရှိဝန်ကြီးဌာနများနဲ့ဝန်ထမ်းအင်အားများထိခိုက်ပျက်စီးမှုများခဲ့ပြီးဝန်ထမ်းနဲ့မိသားစုဝင်များထိခိုက်သေးဆုံးခဲ့ရပါတယ်။ဒါပေမဲ့ဘလောက်ထိခိုက်သေးဆုံးကြောင့်စစ်ကောင်စီကထုတ်ဖော်ပြောဆိုခြင်းမရှိဘဲဖုံးကွယ်ထားသလိုတိုက်ပြူများအောက်ရှိရုံလောင်းများကိုလည်းရပ်ပောင်းများစွာကြာမြင့်သည့်တိုင်ဖယ်ရှားနိုင်ခြင်းမရှိတာကိုတွေ့ရပါတယ်။နေစရာခက်ခဲဖြစ်နေတဲ့ဝန်ထမ်းများအတွက်စစ်ကောင်စီရဲ့ပြည်ထောင်ဝန်ကြီးဌာနဟိုတယ်နဲ့ခီးတွားလိုက်ဝန်ကြီးဌာနတမဝါယမနဲ့ကြီးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန အာကစားနဲ့လူငယ်ရေးဝန်ကြီးဌာနတင်ရန်စာတားနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှလည်းရုံးဝန်ထမ်းများအတွင်းဝန်ထမ်းများအတွက်ပါရှာအဆောက်များဆောင်လုပ်နေကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ပါရှာဆိုတာကတော့တဲကိုခေါ်တာဖြစ်ပါတယ်။အဆိုပါဝန်ကြီးဌာနတွေမှဆောင်လုပ်ထားတဲ့အဆောက်များမှာတန်ဖရိန်နဲ့အထက်သားများကာရန်ထားပြီးသွမိုးကအခန်းဖွဲ့ထားတာကိုတွေ့ရပါတယ်။ကြည်ရင်းဝန်ကြီးဌာနမှာသွမိုးထားတဲ့အဆောက်များပြင်ထရန်ကာပြီးတလပတ်မိုးထားတဲ့တဲများကိုလည်းတွေ့ရပါတယ်။ဝန်ထမ်းများအတွက်နေထိုင်ရာနေရာတွေကိုမေးလမကုန်ခင်အပြီးဆောင်လုပ်ဖို့ညွှန် ြားထားကြောင်းလည်းသိရပါတယ်။လူမှုကွန်ရက်မှာထွက်ပေါ်နေတဲ့စည်ရင်အရာနေပြီးတော့မှဝန်ထမ်းအင်အားအလုံးကြီး1500ကျော်ရှိရတဲ့လူနေထိုင်ဖို့တင်တဲ့အစားအဝ 946လုံးမှာအသေးစိတ်စစ်ဆေးပြီးပြန်လည်ပြုပြင်ပြီးမှလူနေထိုင်မှာဖြစ်ပြီးနေထိုင်ရန်တင်မတင်အဆောက်630ရှိကြောင်းသိရပါတယ်နေပြီးတော့မှအင်အားပြင်းကလင်လုတ်ခတ်ပြီးရဲ့နောက်နေစရာပျောက်သွားတဲ့အတွက်နေရပြန်သွားတဲ့ဝန်ထမ်းများလည်းရှိပြီးကြံဝန်ထမ်းများမှလည်းအပြင်မှာငှားနေရသူစစ်ကောင်စီယာယီတင်များဓမ္မယုံမျိုးသားပြတိုင်းရုံးဝန်တဲ့ရှိရင်ရနာကွင်ဖရားတစောင်းနဲ့စာတင်ကြောင်းများမှနေထိုင်သူများလည်းရှိရဲ့လို့သတင်းမှာဖော်ပြပါရှိပါရဲ့ရှင်